နှစ်ချင်းခရိယံအသင်းတော်တနစ်တာကျန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး7အငယ်1မှ37ညီအကိုတို့သင်တို့သည်ဝိညာဉ်စုကျေစုအကြောင်းများကိုမသိဘဲနေစေခြင်းဟာငါအလိုမရှိသင်တို့သည်အထက်ကသာသနာပလူဖြစ်၍သူတစ်ပါးသွေးဆောင်သည်ဖြင့်စကားမပြောနိုင်သောယုတ်တုရှိရာသို့ ါသွားသောသူဖြစ်ကြောင်းကိုသင်တို့သိကြ၏ထို့ကြောင့်ဖျားသခင်ဤဝိညာဉ်တော်အားဖြင့်ဟောပြော၍အဘယ်သူမျှယေရှုကိုမကြိမ်ဆဲနိုင်သည်ကို၎င်းယေရှုသည်သခင်ဖျားဖြစ်တော်မူ၏ဟုတန်ရှင်းသောဝိညာဉ်တော်ကိုအမိမပြုလျှင်အဘယ်သူမျှမပြောနိုင်သည်ကို၎င်းသင်တို့သည်သိနားလည်စေခြင်းကငါတတိပေ၏ဆုကျေးဇူးတော်အထူးထူးအထွေထွေရှိ냐တော်လေဝိညာဉ်တော်တပါးသည်ရှိ၏ ဓမ္မဆရာအမှုအထူးထူးအထွေထွေရှိ냐တော်လဲသခင်တပါတိရှိ၏ပြုပြင်ခြင်းအမှုအထူးထူးအထွေထွေရှိ냐တော်လဲခတ်သိမ်းသောသူတို့၌ပြုပြင်သည်များကိုပြုပြင်တော်မူသောဖျားသခင်တပါတိရှိ၏ကောင်းသောအကျိုးအလိုငါသာဝိညာဉ်တော်ကိုလူအသီးအသီးတို့အားထင်ရှားစွာပေးတော်မူလျက်ရှိ၏အဘယ်သို့နည်းဟုမူကားဝိညာဉ်တော်အားဖြင့်တယောက်သောသူအား ပညာတရားကိုပေးတော်မူ၏ထိုဝိညာဉ်တော်အားဖြင့်တယောက်သောသူအားထိုးထွင်းခြင်းတရားကိုပေးတော်မူ၏ထိုဝိညာဉ်တော်အားဖြင့်တယောက်သောသူအားယုံကြည်ခြင်းကိုပေးတော်မူ၏ထိုဝိညာဉ်တော်အားဖြင့်တယောက်သောသူအားအနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏တယောက်သောသူအားတကိုးကိုပြနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားပရောဖက်ပြုနိုင်သောအခွင့်ကို၎င်းတယောက်သောသူအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍တည်နိုင်သောအခွင့်ကို၎င်းတယောက်သောသူအားအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားထိုဘာသာစကား၏အ낵ကိုပေါ်ပြနိုင်သောအခွင့်ကို၎င်းပေးတော်မူ၏ဤအခွင့်ရှိသမျှတို့ကိုတပါးသည်သောဝိညာဉ်တော်သည်ပြုပြင်၍လူအသီးအသီးတို့အားအသီးအသီးခံရသောအခွင့်ကိုအလိုတော်ရှိသည့်အတိုင်းဝေငှ၍ပေးတော်မူ၏ ဥပမာကကိုတခုဒီ၌အင်္ကာအများရှိသည်ဖြစ်၍ထိုတခုဒီသောကိုဤအင်္ကာအပေါင်းတို့သည် များလျက်နှင့်ကိုတခုဒီဖြစ်တဲ့ကဲ့သို့ထိုနည်းတူခရစ်တော်ဖြစ်၏အကြောင်းမူကားယူဒာလူဖြစ်စေဟေလသလူဖြစ်စေဂျွန်ဖြစ်စေ လူလွတ်ဖြစ်စေငါတို့ရှိသည်များသည်ဝိညာဉ်တော်တပါးသည့်အားဖြင့်တကိုယ်သေးသို့ဗတ္တိဇံကိုခံကြ၏ငါတို့ရှိသည်များသည် တစိတ်တဝိညာဉ်ဖဲသူလဲတောက်ကြဤကိုသည်အင်္ကာတခုတည်းရှိသည်မဟုတ် အများရှိသည်ဖြစ်၍ခြေကငါသည်လက်မဟုတ်သောကြောင့်ကိုနှင့်မဆက်ဆိုင်ဟုဆိုရင်ထို့သို့ဆိုသောကြောင့်မဆက်ဆိုင်သည်မှန်သလားနားကလည်းငါသည်မျက်စိမဟုတ်သောကြောင့်ကိုနှင့်မဆက်ဆိုင်ဟုဆိုရင်ထို့သို့ဆိုသောကြောင့်မဆက်ဆိုင်သည် မှန်သလားတကူလုံးသည် မျက်စိဖြစ်လျင်အဘယ်သို့ကြားနိုင်မည်နည်း တကူလုံးသည်နားဖြင့်လင်အပေတို့နန်းနိုင်မည်နီယခုမူကားဖျားသခင်သည် အလိုတော်ရှိသည့်အတိုင်းအင်္ကာများအတိအတိတို့ကို ကို၌စီရင်ခန့်ထားတော်မူ၏ထိုမှတပါ အင်္ကာအပေါင်းတို့သည်အင်္ကာတခုတည်းဖြစ်လျင်ကိုသည်အပေမှာရှိလိမ့်မည်နီယခုတွင်အင်္ကာအများ ရှိလျက်နှင့်ကိုတခုတည်းရှိ၏မျက်စိကတင့်ကိုငါအလိုမရှိဟု လက်ကိုမဆိုရထိုနည်းတူဥကောင်းကတင်တို့ကိုငါအလိုမရှိဟု ခြေတို့ကိုမဆူရထို့မြမက အားနေဟန်ရှိသော အင်္ကာတို့သည်တာ၍အသုံးဝင်ကြ၏အတရီနေဟန်ရှိသောအင်္ကာတို့အားလည်းတာ၍ကြီးသောအတရီကိုပေးတတ်၏တင့်တယ်ခြင်းမရှိသော အင်္ကာတို့သည်တာ၍ကြီးသောတင့်တယ်ခြင်းကိုခံရကြ၏တင့်တယ်လျက်ရှိသော အင်္ကာတို့သည် အခြားသော တင့်တယ်ခြင်းကိုမလိုကြကိုခန္ဓာ၌အချင်းချင်းကွဲပြားခြင်းမရှိဘဲအင်္ကာများတို့သည် အချင်းချင်း သူ့ကိုကိုနှစ်အမျှသတိပြုစေခြင်းကဘုရားသခင်သည်ကိုခန္ဓာကို မျှစေ၍ရုပ်သောအင်္ကာအာတာ၍များသောအတ္တတွေကို ပေးတော်မူ၏တို့ဖြစ်၍အင်္ကာတစ်ခုသည်ဆင်းရဲခြင်းကိုခံရလျင်အင်္ကာအပေါင်းတို့သည်အတူခံရကြ၏အင်္ကာတစ်ခုသည်ချီးမြှောက်ခြင်းကို ခံရလျင်အင်္ကာအပေါင်းတို့သည်အတူဝမ်းမြောက်ရကြ၏သင်တို့သည်ခရစ်တော်၏ကိုဖြစ်ကြ၏အတိအတိအင်္ကာတော်ဖြစ်ကြ၏ ဘုရားသခင်သည်ပထမအရာ၌တမန်တော်တို့ကို၎င်းဒုတိယအရာ၌ပရောဖက်တို့ကို၎င်းတတိယအရာ၌ဆရာတို့ကို၎င်းထို့နောက်တကိုးပြသောသူတို့ကို၎င်းထို့နောက်အနာရောဂါကိုငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကို၎င်းသင်းထောက်တို့ကို၎င်းစီရင်အုပ်ဆိုးသောသူတို့ကို၎င်းအမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောသူတို့ကို၎င်းအသင်းတော်၌ခန့်ထားတော်မူ၏ သင်ဝင်သူရှိသည်များတို့သည်တမန်တော်ဖြစ်ကြသလိုရှိသည်များတို့သည်ပရောဖက်ဖြစ်ကြသလိုရှိသည်များတို့သည်ဆရာဖြစ်ကြသလိုရှိသည်များတို့သည်တကိုးကိုပြနိုင်ကြသလိုရှိသည်များတို့သည်အနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ရှိကြသလိုရှိသည်များတို့သည်အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်ကြသလိုရှိသည်များတို့သည်ထိုဘာသာစကား၏အနက်ကိုဖော်ပြနိုင်ကြသလိုသင်တို့သည်အမျက်ဆုံးသောစုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်သာ၍မြတ်တော်လန်းကိုငါပြအောင်မည်။ဇာနာရသူရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ စ္စဝလာတစ်ခုလုံးကိုပိုင်သာအုပ်စိုးတော်မူသောသာရဘုရားသခင်ဘုရားရှင်ရဲ့ကျေးဇူးတော်ပေါင်းကိုရည်တွက်ချီးမွမ်းပါရယ်ယနေ့တာယာတဲ့နနက်မှာလည်းပဲနှုတ်ဘွတ်တော်ကိုပြန်လဲပြီးတော့မှဆင်ခြင်ခွန်အားယူရတဲ့အခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးသောကြောင့်ကျေးဇူးတင်ပါရယ်ယနေ့ဘုရားသခင်က လူတဦးကိုဖန်ဆင်းတဲ့အခါမှာခန္ဓာကိုယ်တစ်ခုဖြစ်ဖို့ရန်အတွက် ကိုယ်အင်ကအစိတ်ပိုင်းနေလိုအပ်တယ်လို့ ယနေ့သာသမီတို့အသင်းတော်မှာလည်းပဲအသင်းတော်တပားအဖြစ်နဲ့ရက်တည်တဲ့အခါမှာအသင်းသူအသင်းသားအင်ထောင်မိသားစုများဌာနများလိုအပ်ပါတယ်။ယနေ့အသင်းသူအသင်းသားတဦးတယောက်စီတိုင်းတို့ဟာလည်းပဲအင်္ကာရက်များဖြစ်ကြပါတယ်။ထို့တကြောင့်မလို့သူ့သားတယ်ကိုသားတယ်ဆိုတာမရှိဘဲနဲ့တဦးတယောက်စီတိုင်းတို့၌ဖျားပေးထားတဲ့အရေးအချင်းဖျားပေးထားတဲ့အစွမ်းအစများကိုအသုံးပြုပြီးတော့မှ အသင်းတော်၌ပါဝင်ဆက်ကပ်တော်သူများဖြစ်စေဖို့ရန်အတွက်ဖះရှင်အသွုံးပြုတော်မူပါယနေ့အသင်းတော်သည် ဖျားရဲ့အမှုတော်သာသနာတော်ထဲမှာတူးတက်ကြဲပြန့်သောအသင်းတော်ဖြစ်စေဖို့ရန်အတွက်မိမိတို့၌ဖျားပေးထားတဲ့အရေးချင်းဆွမ်းစများကိုအသုံးပြုပြီးတော့မှ စီးလုံးညီညွတ်စွာဖြင့်ဖျားရဲ့အမှုတော်မြတ်ထဲမှာပါဝင်ဆက်ကပ်သောအသင်းသူအသင်းသားများအသီးသီးဖြစ်စေဖို့ရန်အတွက်ဖျားရှင်မာစာကောင်းချီးပေးသနာတော်မူပါမိမိတို့တူးတယောက်ချင်းစီတိုင်းကထိုကဲ့သို့သော ခံယူချက်မျိုးရှိပြီးတော့မှပါဝင်ဆက်ကတ်တော်သူများဖြစ်စီဖို့ရန်အတွက်လည်းပဲဘုရားရှင်သားသမီးတို့ကိုတွန့်တင့်တော်မူပါမည်အကြောင်းတပါတီတော်သားတော်သခင်ယေရှုခရစ်တော်ဘုရားနာမကိုအမိပြု၍ယူသည်စွာဖြင့်ဆုတောင်းဆက်ကတ်ပါသည်ဘုရားအာမင် ာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောသာဝရဘုရားသည်တင့်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောသာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်